ဟုတ်ကဲ့လာပါအော်ကြတာပါဘာကောင်းနေလဲဇက်လိုက်နဲ့လည်းမဆုံးနိုင်ကြဘူးဥစော်တော့နေရောအဲဇက်လန်တွဲလည်းဖြစ်တယ်ဆိုတော့လက်ခံပြီးလိုက်ကြည့်ဖြစ်သွားမှာဟုတ်ဒါဒီကားမှဆိုရင်ဒီဥစော်နေအများကြီးပေါ့နော်နောက်ကျွန်တော်ပါတယ်အမပါတယ်နောက်ချာလီပါတယ်ဒီမှာမလေးသူပါတယ်အများကြီးပဲပေါ့နော်ဒီဥစော်နေ ဒါအုံနေချင်းတဲ့ဟိုဒါပါဝင်သေးဆောင်တာတဲ့ romance drama ဇလန်ဒွဲလေးပါခင်ဗျအဲဇလန်ကတော့နည်းနည်းပြောလိုက်ရင်တော့တည်တော့မှာဆိုလို့မပြောတော့မပြောတော့ဘူးပေါ့နော်အဓိကတော့ဒီကားလေးနည်းကိုရီးယားဆန်နေပေါ့ကိုရီးယားဆန်နေအဲ့လိုဟိုလိုအချေ romance ဇလန်လေးပေါ့အဲတို့စိတ်ဝင်စားဖို့တော့ကောင်းမယ်အဲဇက်ကားရဲ့ဟိုတင်ဆက်တဲ့ပုံလေးကနည်းနည်းလေး ကျန်းနေပေါ့နော်ဟိုအဲ့ဒီအတွက်ကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတော့သုံးမွေဆိုင်ချစ်စလန်မှာအရင်လဲစိတ်ညစ်ရတာပေါ့အဲ့လိုအမနဲ့ဟိုသူကြောက်ရလဲဒါကအိမ်အောင်ကြပြီးသွားရဲ့အခါမှာဟိုကိုရဲ့အမရဲ့ကိုရဲ့အိမ်အောင်ပဲပုံမှာပေါ့နော်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပရိပခလေးဖြစ်လာမျိုးလေးကိုပြိသက်ကမြင်ရမှာပါလို့ခုမှဇလန်ကအစပြနေရအောင်ဆိုတော့လေအများကြီးပြောလိုက်လို့ရှိရင်ကို spy တလုံးဖြစ်သွားမှာဆိုလို့ပါနောက်ပိုင်းရောက်လာလေရောက်လာလေဆက်ချိန်ရတက်တက်ပြီးတော့ပို့ပြီးတော့ကြည်ကောင်းလာမှာပါလို့ပြောချင် တဲ့ဇာကားရဲ့ကာရီတာရတာတော့မကောက်ဘူးဆိုတော့မှားချီသေးတယ်။ညလိုတိုင်းမဲ့ဟိုလိုကြီးတော့မဟုတ်ပါဘူး။သူကလိုအလွယ်လွယ်ချော်ချော်လေးဖြစ်လို့ပေါ့နော်။အဲ့လိုအဲ့လိုရှုပ်တာပေါ့။မဟုတ်ပါဘူးအမလည်းလိုမဟုတ်ပါဘူး။သူကသူရှုပ်ရှင်လို့ရှုပ်တာပါ။အဲ့လိုပဲဖြစ်မှာပါ။အဲဇာလင်းတွေကောင်းပါတယ်။ဒါပေမဲ့ဒီရဲ့ကာရီတာကတော့ကျွန်တော်လိုရတဲ့ကာရီတာလေးနည်းနည်းလေးစိုးတာပေါ့နော်စိုးတယ်လို့မျိုးပုံစံပါပဲဇက်လန်လေးကတင်ပြပုံလည်းဆန်းတယ်ပြီးတော့ဇက်လိုက်နဲ့လည်းမဆုံးနိုင်ကြပြီဘူးစော်ရုံနဲ့ အဲဇလန်တွဲလည်းဖြစ်တယ်ဆိုတော့လက်ခံမိလိုက်ပြီဖြစ်သွားမှာနောက်သူတွေအားလုံးကလည်းအကောင်ကဒီကိုမောင်မလေးလို့ခင်ခင်မင်းနဲ့ပြောရှင်ရိုက်လို့ရတယ်ဆိုတော့ရိုက်ပြီးဖြစ်တာပါဟုတ်ကဲ့ဒီတရားတော့တွေ့ဖို့ရှိပါမိအောင်ကတော့အနေအေးတယ်ဆိုတော့ဟာတိတ်ပြီးတော့အလိုများများစစ်စစ်ရှိပါတော့ရိုက်ကူတဲ့နေရာမှာတော့အလုံးလောက်ရဲစပေးပါတယ်ပြောဖို့လည်းကောင်းပါတယ်ကျမချစ်မိဖြစ်ရှိပါအဲ့ဒါပါပဲဟုတ်ကဲ့ လေအကိုနဲ့မနဲ့တွဲပြီးတီးဥဆောင်ရမယ်ဆိုတော့ဟိုရမ်းပျော်နေပြီဟိုသူတို့သိကျင်တာရှိသေးတယ်ဟိုမမိုးဆိုလို့ရှိရင်လည်းအကုန်ပြောပြတယ်အလားပါနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ဒီတီးဥဆောင်ပိုင်းနဲ့လည်းပဲဖြစ်ဖြစ်ပြောပြရပေါ့ကိုနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အကိုအရင်လိုပဲခံစားရပြီးလို့ဟာကြဲဟိုဖြူတယ်မှာဆက်ဆန်းနောက်နောက်ဟာတလေးပြောနေကြလေးလည်းရှိရပေါ့နော်ဟိုတီးဥဆောင်ရတဲ့အခါမှာတို့စိတ်ထဲမှာအဲ့လိုကြောက်ရွံ့နေရမျိုးတွေမရှိတော့ဘဲနဲ့ကိုယ့်ရဲ့တကယ်အကိုအရင်နေအမအရင်နေလို့ခံစားရပြီးတော့တီးဥဆောင်ရတဲ့အခါကျတော့လေပြောဖို့လည်းကောင်းပါရဲ့လို့ဖြူတယ်မှာတီးဥဆောင်ရတဲ့အချိန်တိုင်းက